။ဘာကြောင့်မို့လဲဆိုတဲ့အခါကျွန်တော်လွတ်လာရေးမရခင်ဖြစ်တာသူက championship state ထဲမှာလည်းမပါဘူးရဟောကလည်းလွတ်လာရေးရတဲ့အခါမှာကျွန်တော်ချက်ပြည်တွေကိုထက်ကင်းခံရတာဟိုဘဝဒီကတစ်ခုလုံးကအဲ့ဒီအချိန်လုံးကဆိုရင်တော့ဝါကဖိတ်ကျုံးရာနောက်ကျတဲ့အခါကျတော့အဲ့ဒါကြီးလည်းထောက်ပံ့တာတွေပါလေလောက်ရမယ်စူးစူးလာတော့မပြောတတ်ဘူးအဲဝါဒီတာကိုလည်းတိကျထားခဲ့တာသူမြန်မာပြည်လွတ်လာရေးမရခင်ဖြစ်ပေါ့နော်။ဘာဝါဒီတာဖိတ်ကျုံးပြီးစဆိုရင်တော့ ဟိုမှာဒီကွန်မြူနီပါတီကဒီဘူယုံမှာပြုတ်ပြီးမှအရှင်းရောက်ခါးကြဖွင့်လိုက်တဲ့ခါမှာဟွာရီတာဆွာပြီးထွက်ကျူလာတာကိုကျွန်တော်လေ့လာတွေ့ရှိရတာပေါ့ဒါကြောင့်မို့ဟိုဟွာကဒီပြည်နယ်တောင်းတဲ့ပြည်နယ်နဲ့စတဲ့အင်္ဂါရက်တွေတဲ့ဒီအားလုံးကိုဒီမှာခြိသာကြီးသာဆိုတဲ့အကြတော့ဒီလွတ်တော်ထဲမှာပဲရှင်နေနေနိုင်နေမှာဟုတ်ကြရင်တော့ဒါတိတိကျကျရရှိခဲ့နဲ့ရသွားနိုင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ကဒါကြောင့်မို့လဲဆိုတော့ ဒီပြည်တော်စုအစိုးရတက်ကိုကျွန်တော်နှစ်ဆက်တရားပြည်လုံးမှာလဲဒီမိုကရေစီနဲ့ဖယ်ရယ်ချက်ကိုအရှိခံတော့ပြည်တော်စုကိုတည်ဆောက်မိလို့ကျွန်တော်တို့တွေကဒီတဘောတူတာချစ်တဲ့ကြောင့်ဖယ်ရယ်စတေးရတော့ဒီဒီဖွဲ့စည်းပုံနဲ့မှာဒီနေ့ပြတ်တဲ့ပုံလေးချက်ပြေးပြေးမိမှာလာဝါပဲပြည်နယ်ရပြည်နယ်လို့ကျွန်တော်အမြင်ပြောခြင်းပါတယ်